်သူတို့တွေတန်ဖိုးတွေဂါထာအလုံးယွနေကြတာတိမာပါတန်ဖိုးတွေအလုံးဂါထာတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ဖိုးတွေ၅ဂါထာရှိတယ်ရှေကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအောင်တန်ဖိုးတွေဆိုပြီးတော့၅ဂါထာအဲ့ဒီထက်မဟုတ်စင်းတို့မြောက်တော်ပြယွနေတာကတော့တောင်ကျွန်းတန်ဖိုးတွေပေါ့နော်ဂါထာလေးကတန်ဖိုးတွေအထဝီတင်စဒေါ်ရတင်စသဟတကေတင်စတတသဟတာနိနမမိတိရတမဟံ အပကဝါလူကကင်ကအနန္တနိဗ္ဗုဒါစီနာဧတံတမေသတံကင်စာအာဒရိနနမမဟံဆိုပြီးတော့ဒီလိုလေးပေါ့အဲ့တော့မျိုးမျိုးဒီကာထာတော်ကိုရွတ်လို့ရှိရင်အမျိုးမျိုးသောထူးခြားမှုတွေစံပြမှုတွေရှိခဲ့တာလဲအားလုံးတည်ပြီးဖတ်ပြီးပေါ့ဒီကာထာတော်ကဘာအဓိပ္ပာယ်ရှိတာတော့ဘလို့အဓိပ္ပာယ်ရှိတာတော့ဆိုတော့ဒီပါဠိလေးကိုအနက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တန်ဖို့တွေ အထဝီတင်ဆောက်ဒွါရတင်ဆောက်နှစ်ကျင်းရှိစုကုန်တဲ့မြတ်စွာဘုရားဝင်ခဲ့တဲ့နှစ်ကျင်းရှိစုကုန်တဲ့မြတ်စွာဘုရားတို့ကို၎င်းနဲ့နော်တန်ဖို့တစ်ထောက်ကိုတင်ဆောက်နောက်ပြီးတော့ဒွါရတင်ဆောက်တဟတကေ12000ကုန်သောမြတ်စွာဘုရားတို့ကို၎င်းနဲ့နော်ပရမသောနှစ်ကျင်းရှိစုပြီး12000ဖြစ်ဖြစ်နဲ့များလာတာပင်စတတတဟတနိငါးသိန်းကုန်သောမြတ်စွာဘုရားတို့ကို၎င်း အဲ့တော့တမ္ပုတ်တွေထောက်ဝိသေသာဒရာသေသာသာတကိပိသသရတဟတာနိနမာမိတိရတမဟံလို့ကျွန်ုပ်ရဲ့ဥကောင်းတဲ့နမာမိရှိခိုးပါဤနော်ဒီလိုလေးပဲရဒါကဘယ်ဆရာတော်ဘုရားကြီးတို့ဟောကြားထားတာကနော်ဥကောင်းတဲ့ဆိုလို့ရှင်ဒီလက်ကိုဥကောင်းပုံမှာတင်ပြီးတော့ခုနကပြောတဲ့နှစ်ချင်းရှိစု1000 2000ကုန်တော့ဘုရားရှင်ဓာတိကုန်တော့ဘုရားရှင်တို့ကိုဥကောင်းနဲ့ရှိခိုးပါတယ်ဆိုပြီးတော့တစ်ပတ်တစ်ခါရှိခိုးတဲ့အပိုက်ဒုတိယတစ်ပိုက်က အဘဂဝါလူကဂင်ကနောအဘဂဝါလူကဂင်ကနန္ဒနိဗ္ဗာန်စီနာဒေသတမေသတန်ကေသာအရိဏနမမဟံတဲ့နော်အဘဂဝါလူကဂင်ကတဲ့ဝါလူကဂင်ကဒီဂင်ကမြင့်မှာရှိတဲ့သဲတွေဟာနည်းသေးတယ်သဲပွင့်လေးချာအနန္ဒနိဗ္ဗာန်စီနာတဲ့နိဗ္ဗာန်စီနာပြိဋိဘံဆံဝင်ကုန်ပြီးတဲ့မြတ်စွာဘုရားတွေကတော့အနန္တာတဲ့ အများကြီးပဲတဲ့မရင်မတော့နိုင်အောင်များတယ်သဲပွင့်နေထက်များတယ်နော်အဲ့ဒီမြတ်စွာဘုရားတို့ရဲ့ဘုရားကငင်းကမြေမှာရှိတဲ့သဲပွင့်တွေထက်များတဲ့မြတ်စွာဘုရားတို့ရဲ့တေတံတမေသတန်ခေစားတယ်အဲ့ဒီဘုရားတွေဟောခဲ့တဲ့တရားတော်တို့ကို၎င်းအဲ့ဒီဘုရားတော်တို့ရဲ့အဲ့ဒီဘုရားရှင်တို့ရဲ့တပိတာဝကယဟန်တန်ဃာတို့ကို၎င်းတေတံတမေသတန်ခေစားအာတရိဏနမမဟံအဲ့ဒီမှာတစ်ခါ တိရတမဟံကျွန်တော်ရဲ့ဥကောင်းတဲ့အာရဏိနရှိခိုးပါဤယောသိမင်းတို့လူဆုံးမွေရှိခိုးပါဤနော်နမကာရနုပေါနာဟိတဝသဗေဥပတဝေအနေကအန္တရာယပိဝိနတန်တုအတေတတော်တဲ့ဒီဘက်ကဘာပြောတာလဲဆိုတော့နမကာရနုဘာဝေနအဲ့ဒီခုနကလိုရှိခိုးပူဇော်လိုက်ရတဲ့အကျိုးအာနိသင်ရဲ့အကျိုးတကိုးအာနုဘော်တွေကြောင့်ဟိတဝသဗေဥပတဝေသဗေဥပတဝေအလုံးစုံသောဘေဥပအန္တရယံသွဲသွဲတို့တည် ဟိတ်တော့ပယ်ဖြောက်ပြီးတော့အဲ့ဒီရန်နေမရှိအောင်ပေါ့အနေကအန္တရာယာပုအလုံးစုံသောအန္တရေများစွာတို့ဒီလေတဲ့ဝိနတန်တူအတေတတော်တဲ့အတေတတော်အကျွင်းကြံမရှိရနည်းနည်းလေးမှမကြံရအောင်ဝိနတန်တူအတေတတော်အတေတတော်အကျွင်းကြံမရှိဝိနတန်တူပယ်ဖြောက်ပါစေတည်းဆိုပြီးတော့ဒီခုနကပွင့်ခဲ့တဲ့ဘုရားရှင်တွေကိုကြောက်ရတဲ့အတွက်ကြောင့်ဒီအကျိုးတွေဖြစ်ပါစေဆိုပြီးတော့ဆုတောင်းတာ နော်ဒီကားထားလေးရဲ့အိဗက်ကရိုးရိုးရှင်းရှင်းလေးဒါပဲကိုယ့်ရဲ့ယုံကြည်မှုပေါ်မှာမူတည်ပြီးတော့အစွမ်းထက်တဲ့ပူပူပြီးတော့အစွမ်းထက်တဲ့ပူပူပြီးတော့အစွမ်းရော့တယ်အဲ့တော့အစွမ်းကြီးတယ်အစွမ်းမကြီးဘူးတကိုးကြီးတယ်တကိုးမကြီးဘူးဆိုတာကကိုယ့်ရဲ့ယုံကြည်မှုပေါ်မှာတချို့ယုံကြည်နဲ့ရုပ်ပြီးတော့ဘေးရနေတယ်အမှန်တမ်းကင်းသွားတာတွေတွေ့ရတယ်ဒီတမုဒ္ဒိကာထာကိုတဲ့နေ့စဉ်ရုပ်ဖတ်တဲ့ဓမ္မကြီးတယောက်ဒီတမုဒ္ဒိကာထာ နဲ့အတွေ့အကြုံများဆိုတဲ့စာအုပ်ပေါ့လူသမီးကိုညနေကြောင်းသွားကြူတော့လက်ဖြက်ကူးတဲ့အချိန်ဟိုကကားကြီးကကြောက်တယ်အုပ်တွေတဲလာတဲ့ကားကြီးပေါ့ဝိတ်ပါတယ်အဲ့ဒီကားကြီးကသူ့ကိုချိန်မထိန်နိုင်ပဲနဲ့နော် तू ကလမ်းကူးတော့မှားတာထင်ပါတယ်တိုက်တော့မဲ့အချိန် तू ကတော့တေးပြီဆိုပြီးတော့မျက်စိကိုဇုံမိတ်ပြီးတော့သူ့ပါတော့ဆုံးပြီဆိုပြီးတော့မျက်စိဇုံမိတ်ပြီးတော့နေလိုက်တဲ့အချိန်အဲ့ဒီကားကြီးက ဦးနာကိုလည်းရောက်နော်ဗရိတ်တော်ကလည်းအုတ်တော့အုတ်လိုက်မှာပေါ့တိုးတော်လည်းပဲဝိပါတဲ့အရာတွေဆိုတော့ဗရိတ်အုတ်ဖို့ကအင်မတန်မှခဲရင်တယ်ဗရိတ်မီးရင်တော့မှအချိန်နဲ့ဘိန်းတွေတရွတ်တိုက်ပြီးတော့ကိုယ်ရှိလာနိုင်တယ်အဲ့ဒီတက္ကမကြီးရဲ့နောက်ပုတိကတိလေးမှာပဲကားကြီးကရက်သွားတာလေဗျအဲ့ဒီတက္ကမကြီးသူ့ရဲ့ယုံကြည်မှုကတော့တန်ဖိုးတွေကားထားကိုရွှတ်လို့ဒီလိုအကျိုးတွေရှိတာလို့သူကတော့ယုံကြည်တယ်။ယုံကြည်ပြီးတော့ဆက်ပြီးတော့သူရွတ်တယ်ပေါ့။ ။တချို့လည်းဒီတန်ဖိုးတွေကာထာကိုယွတ်နေတဲ့အချိန်သူတို့ရဲ့စိတ်ထဲမှာတခုခုကကာကွယ်ပေးထားတယ်လို့အမြဲတမ်းလုံခြုံနေတယ်တဲ့။ဘေးရနေရတဲ့ကိုရှိကြောက်တော့မယ်ဆိုလို့ရှိရင်ဟိုသူတန်လောင်အိမ်ကြီးရဲ့ပေါ့။ဘေးကတန်နေကာထားတဲ့အထဲမှာသူဝင်နေတယ်လို့ဥမာတခုခုအပေါ်ကနေတခုခုပြုတ်ကြောက်မယ်ဆိုလို့ရှိရင်လည်းကိုယ်မထီဘူးပေါ့။အဲ့ဒီကာထားတဲ့အရာကိုပဲထီသွားမယ်။အဲ့လိုပုံစံမျိုးစိတ်ထဲမှာခံစားရတယ်လို့တော့တချို့လည်းပြောကြတယ်။တန်ဖိုးတွေကာထာကိုအလုံးရုပ်စုပြီးတော့ ်။အောင်ကျွမ်းသာများလက်ရှိနိုင်ကြပါစေနော်။